hello guys welcome back ဒီကနေ့မဆူအာလက္ခဏာကို analyze လုပ်ပေးမယ်သူကတော့အားလုံးရဲ့အချစ်တော်ကြီး Jackie Chan ပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့မဆူက Jackie Chan ရဲ့လက်ဖဝါးပါတဲ့ပုံလေးတွေကိုတော့ဥသေးချစူးစီးထားတယ် အဲဒီပုံလေးတွေကနေပြီးတော့မှမဆူလေးလာမိသလောက်ပေါ့နော်ဂျက်ကီချန်ရဲ့လက္ခဏာကိုအခွဲချမ်းစိတ်ပြပြမယ်ပေါ့နော်ပြီးတော့ဂျက်ကီချန်အခုလိုအောင်မြင်နေတာဘာကြောင့်မလို့ဂျက်ကီချန်ဖြစ်နေတာလဲဆိုတော့ကိုသူ့ရဲ့လက်ဖဝါးကလက္ခဏာလေးတွေကတဆင်းမဆူလို့တိတ်ချလေးသုံးသပ်ကြည့်ကြမယ်ပေါ့နော်အဲ့ဒီတော့ let's get started ပထမအဦးဆုံးဒီပုံကိုကြည့်မယ်ဆိုလို့ရှိရင်ဂျက်ကီချန်ရဲ့လက်ဖဝါး type ပေါ့နော်သူ့ရဲ့ type က art type ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ ဒီလက်ဖဝါးကြီးပေါ့နော်ဒီလက်ဖဝါးကြီးက၄တောင်းဆက်ဆက်ရှိရယ်ပြီးတော့လက်ချောင်းလေးတွေကလည်းတူတူတုတ်တုတ်နဲ့တူတူတုတ်တုတ်ကလေးရှိရယ်ပေါ့နော်ရှိရှိတွယ်တွယ်လေးတွေမဟုတ်ဘူး အာ၄တောင်းလက်ဖွားရှိတယ်လက်ချောင်းလေးတွေကလည်းတူ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 ရှိတယ်အဲ့ဒါဆိုလို့ရှင် art type လို့ပြောလို့ရတယ်အာ art type ရှိတဲ့သူတွေကဘယ်လိုလူမျိုးတွေမှာအများဆုံးတွေ့ရလဲဆိုတော့ဒီလက်နဲ့သို့မဟုတ်ခန္ဓာကိုယ်ကိုအသုံးပြုပြီးတော့လှုပ်ရတဲ့ကိုယ်ကရောက်ကိုအသုံးပြုပြီးတော့လှုပ်ရတဲ့အဲအသက်မွေးဝအသက်မွေးဝမ်းကြောင်းပြုရတဲ့သူတွေမှာအများဆုံးတွေ့ရတယ်ပေါ့နော်အဲ့လိုလူတွေကဘယ်သူဘယ်လိုလူတွေလဲဆိုတော့အဲဗာလဲ လက်သမားတွေရှိမယ်ပိုက်ပြင်းတဲ့သူတွေရှိမယ်အင်ဂျင်နီယာတွေရှိမယ်စသည်ဖြင့်ပေါ့နော်အဲ့လိုလူမျိုးတွေရဲ့လက်က art type ဖြစ်တာများတယ်ပေါ့နော် Jackie Chan ရဲ့ case မှာဆိုလို့ရှိရင်လက် Jackie Chan ကဒီ action မင်းသားဆိုရတဲ့ကြောင့်မလို့ကိုခန္ဓာကိုကိုကာယကိုကာယကို ပို့ပြီးတော့မှတုံးပြီးတော့မှသွားရတဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ art type ဖြစ်တယ်ပေါ့နော်ပြီးတော့ art type ဖြစ်တဲ့သူတွေရဲ့ အာဇယိုင်လက္ခဏာလေးတွေကိုမစူးအနေအချင်းပြောပြမယ်ပေါ့နော် art type ဖြစ်တဲ့သူတွေကအမြဲတမ်း stability ပေါ့နော်သူတို့ကအမြဲတမ်းဟို stable ဖြစ်တဲ့ဟာမျိုးကိုသူတို့ကြိုက်တယ်အရန်ကြီးစမ်းပြတာမျိုးစိတ်ကူးရင်စမ်းတာမျိုးသိရမလားဒါမှမဟုတ်အရန်ကြီးခိရှိပြေးတာမျိုးသူတို့ကတိတ်မကြိုက်ဘူးလက်တွေ့ကြကြပဲအကောင့်ထဲပေါ်တယ်လက်တွေ့ကြကြပဲစဉ်းစားတယ်လက်တွေ့ကြကြပဲသွားတယ်ပေါ့နော် အဲ့လိုမှမဟုတ်ဘဲနဲ့အဲ့လိုမျိုးစိတ်ကူးရင်စမ်းတာတို့ဘာတို့အဲ့လိုလူမျိုးတွေနဲ့တွေ့လို့ရှိရင်သူတို့ကတိတ်ပြီးတော့မယုံတတ်ဘူးကွာလူတွေကတော့သူတို့ကိုယုံတယ်သူတို့သူတို့ဘက်ကတော့လူတွေကိုတိတ်မယုံကြည်တတ်ဘူးအဲ့အဲ့လိုမျိုးရှိတယ်ပေါ့နော်နောက်တစ်ခုကကြတော့အာတထိုက်ရှိတဲ့လူတွေကကြတော့နည်းနည်းရှေရိုးဆွဲဆန်တယ်ကွာဆောနာမစုပြောခဲ့တဲ့အချိန်မှာသူတို့ကခေရှိပြေးတာတွေပါတယ်တိတ်စိတ်မဝင်စားတဲ့အတွက်ကြောင့်မလို့သူတို့ကသွားနေကြပုံမှန်လေပတ်နေကြပုံစံအောင်ပဲသူတို့သွားတာမျိုးကြိုက်တယ်ပေါ့နော် နောက်တစ်ခုကတော့ဘာရှိအောင်မလဲအရန်ကြီးဒီ art type ရှိတဲ့သူတွေကဒီစိတ်ခံစားချက်လွယ်ပြီးတော့အရန်ကြီး one ဖြစ်တဲ့အထဲမှာတော့မပါဘူးစိတ်ခံစားချက်ကိုသူတို့ကအရန်ကြီးဟိုဟာမဖြစ်ဘူးပေါ့နော်အလိုမလိုက်ဘူးသူတို့ကလက်တွေ့ကြကြပဲသွားတယ်လူတွေဆိုလို့ရှိရင်လည်းသူတို့ကလူလူတွေကသူတို့ကိုယုံကြည်အားကိုးလို့ရတယ်သူတို့ဘက်ကလုံခြုံမှုပေးနိုင်တယ်ကာကွယ်မှုပေးနိုင်တယ်လူကြီးလူကောင်းနေရာကနေပြီးတော့မှအဲ ထားလို့ရတယ်ပေါ့နော်အဲအဲ့အဲ့လိုလူမျိုးပေါ့အဲ့တော့နောက်ထပ်မဆုတို့ကြည့်မယ်ဆိုရင်ဒီပုံလေးကိုကြည့်မယ်ဒီပုံလေးမှာဆိုလို့ရှင်ရင်နောက်တစ်ခုကမဆုအရန်ထူးဆန်းတာပေါ့နော်ဂျက်ကီချန်းကဘာကြောင့်မလို့ဂျက်ကီချန်းဖြစ်တယ်ဆိုတာရဲ့အဖြေတဲက အာဘယ်လိုပြောမလဲ percentage များများပါတယ်တခုပေါ့เนาะအဲ့ဒါပါလဲဆိုတော့သူရဲ့လက်သက်ကျွဲကိုကြည့်လိုက်လက်သက်ကျွဲကလက်ခလက်နီးပါးလောက်ရှိနေပြီကွာပုံမှန်လက်သက်ကျွဲရဲ့ size ကဒီလက်ခလက်ရဲ့အလယ်ပေါ့เนาะဒီအပေါ်ဆုံးရဲ့အလယ်နားလောက်မှာရှိတယ်ဆိုရင်ဒါကပုံမှန်ပဲမဆုပြောတာနားလဲလားမသိဘူး ဒီလက်ခလေရလက်သက်ကြွယ်ရဲ့ဒီအစ်စ်ရဲ့အလယ်အလယ်လောက်ပဲရှိရမယ်ကွာဒါကပုံမှန်ပဲအဲ့ထက်ရှည်သွားရဲဆိုလို့ရှိရင်လက်သက်ကြွယ်ရရှည်သွားရဲဆိုပြီးတော့အဆိုပြီးတော့မှမဆုတော့ပြောလို့ရတယ်ပေါ့နော်အဲ့တော့လက်သက်ကြွယ်ကိုမဆုတော့ဘာဘာလို့ခေါ်လဲဆိုတော့အပိုလိုလို့ခေါ်တယ်လက်သက်ကြွယ်ကြီးအရင်ရှည်သွားရဲဆိုလို့ရှိရင်အပိုအပိုလိုရဲ့ influence ကအရင်ကြီးအားကောင်းသွားပြီးအားကြီးသွားပြီးသူ့ရဲ့အမ် ဘယ်လိုပြောမလဲဇယိုက်ဇယိုက်လက္ခဏာတွေရဲ့လွှမ်းမိုးမှုတွေအရင်ကြီးကောင်းသွားပြီလို့ပြောလို့ရတယ်ပေါ့နော်အပိုလိုကဘယ်လိုအခြေအနေမျိုးတွေမှာ influence ဖြစ်လဲဆိုတာကိုမစူထပ်ပြောပြပါမယ်အခုလိုကြီး Jackie Chan ရဲ့ case မှာလိုမျိုးပဲလက်သက်ကြွယ်ရံတရားကြီးရှေ့ထွက်သွားတာမျိုးရှိမယ်ဒါမှမဟုတ်လက်သက်ကြွယ်အောက်ကဒီဂျိုဂုံလေးပေါ့နော်ဒီနေရာလေးကဖောင်းဖောင်းလေးအပေါ်လေးကိုမိုးနေတာမျိုးရှိခြင်းရှိမယ်ဒါမှဟုတ်ဒီအောက်မှာဒီအပိုလို line နေမစုလို့လိုမျိုးပေါ့နော်အဲ့လိုမျိုး line နေ ဒေါင်းလိုက်လိုင်းတွေပါမယ်ဆိုလို့ရှင်လည်းဒီအပိုလိုအားကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒီ Jackie Chan ရဲ့ case မှာကျတော့လက်တကျွေကြီးကမတရားကြီးရှေထွက်သွားတယ်ကွာလက်လက်ခလဲနီးပါးတောင်ရောက်တော့မယ်သိရမလားအဲ့တော့အမ်အပိုလိုအားကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အပိုလိုရိရဲ့အဲဇယိုင်းလက္ခဏာတွေကိုမဆုပြောပြမယ်ပေါ့နော်ဒီအပိုလိုအားကောင်းသွားတဲ့လူတွေအားဆိုလို့ရှိရင်သူတို့ကအကျမ်းမကြီးအားဖြင့်လဲအားကောင်းတယ်နောက်တစ်ခုကကျတော့ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့သူတို့ကစွန့်စားရတာကြိုက်တယ်ဥပမာသူတို့ sport လုပ်မယ်ဆိုလို့ရှင်လဲအားကစားတွေပါလုပ်မယ်ဆိုလို့ရှင်လဲပုံမှန်အားကစားမျိုးကိုသူတို့လုပ်ရတာမကြိုက်ဘူးစွန့်စားမှုလုပ်ရတဲ့ဟာမျိုးကိုသူတို့ကြိုက်တယ်ဥပမာဟိုဘာလဲလင်းပေါ်ကနေခုံချတာဘာပါလဲ sky diving လာပါလေအဲ့လိုဟာမျိုး Jackie Chan ရဲ့ case မှာဆိုလို့ရှင်လဲတိုင်းကိုသူကရိုးရိုးမချဘူး stand နေထွင်ပြီးတော့မှ မျိုးစုံခန္ဓာကိုယ်အနေရရှိစေမဲ့အဟာမျိုးတွေသူအများနဲ့လောက်ပြီးတော့မှသူ့ရဲ့ဇကားတွေရဲ့မှာဆိုရင်မဆူတို့တွေ့ရတယ်ကွာပြီးတော့မဆူတို့ဟိုကြားဘူးဓာတွေပေါ့နော်ဒီသတင်းတွေမှာလည်းဖတ်ရတယ်ဒီဂျက်ကီချန်ကသူ့ရဲ့စတန့်နေကြောင်းမလို့စိတ်ယုံခဏခဏရောက်ရတယ်ခါယူကြိုးဘူးတယ်ဘာညာပေါ့နော်အဲ့အဲ့လိုမျိုးတွေလည်းကြားဘူးတယ်အဲ့ဒီဥစ္စာကကြတော့အပိုလိုတမားတွေကအဲ့တိုင်းပဲသူတို့ကရိုးရိုးတန်းတန်းဟာမျိုးသူတို့မကြိုက်ဘူးကွာစွန့်စားရာမျိုးကွန့်လိုက်ရတာမျိုးသူတို့ကကြိုက်တယ်ပေါ့နော် နောက်တစ်ခုကကြတော့အပိုလိုသမားတွေကကြတော့ social အရန်ကောင်းတယ်လူမှုရေးအရန်ကောင်းတယ်ပြီးတော့လူတွေဂျားထဲမှာနေရတာကြိုက်တယ်လူတွေနဲ့စကားပြောရတာကြိုက်တယ်လူတွေရဲ့ attention ရတာကြိုက်တယ်ပေါ့နော်လူတွေရဲ့ validation ရနေတာကိုသူတို့ကြိုက်တယ်ပေါ့နော်အဲအဲ့လိုအဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကကြတော့သူတို့ကလေပုံမှန်အားဖြင့်ပေါ့နော်အမြဲတမ်းကံကောင်းတတ်တဲ့သူတွေသူတွေဖြစ်တယ်ပေါ့နော် ဒီလိုမျိုးစေတန်တို့ဂျူပီတာတို့ဆိုလို့ရှင် သူတို့ကကြတော့ဟိုဘယ်လိုပြောမလဲဒီဇိုင်းမတ်မတ်နဲ့ဟိုသိရမလားလုံးဝအာသွန်ခွန်ဆိုင်နဲ့စူးစမ်းပြီးတော့မှရလာတဲ့ရလက်ကိုစားတော့ရတာဒီတခြား type တွေကအပူလိုတွေကအဲ့လိုမဟုတ်ဘူးသူတို့ကကန်ကောင်းပြီးသားပတ်စံဆိုလို့ရှင်လည်းလွယ်လွယ်လေးနဲ့ရှာလို့ရတယ်အဲ ဘယ်အရာမဆိုပေါ့နော်သူတို့က attract attract အမြဲတမ်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့သူတို့ကအဲ့လိုမျိုးကန်ကောင်းပင်မဲ့သူတခြား type တွေလိုမျိုးသူတို့က serious ကြီးထားတဲ့ထဲမှာမပါဘူးပေါ့ပါပါပဲသူတို့လှုပ်ရှားရှိရလှုပ်မဲ့လှုပ်ပြီးရင်သူတို့ပျော်စရာရှိရပျော်မယ်အပျော်ပါလဲကြိုက်တယ်အလားပါလဲကြိုက်တယ်ပတ်စံနေပတ်စံရှာရမယ်ဆိုလို့ရှင်လေဟိုအာဂျုံမန်တက်ကြီးနဲ့ကြီးမန်ချက်ကြီးကြီးနဲ့ရှာတဲ့ထဲမှာမပါဘူးပေါ့နော်အဲ့ဒီတော့ကြောင့်မလို့သူဟိုတဘာဝအဖြစ်အကြတော့ကန်ခေါင်းတဲ့ထဲမှာ ကံကကောင်းပြီးလိုက်ရတဲ့ပုံစံပေါ့နော်ဒီအပူလိုအားကောင်းနေသူတွေကအမစုပြောတာနားလည်လာတော့မသိဘူးနောက်တစ်ခုကဘာရှိအောင်မလဲဆိုတော့အချစ်ရေးမှဆိုလို့ရှိရင်လည်းသူတို့ကကြတော့တယောက်ဆိုတယောက်တည်းပဲအဲ့လိုမျိုးလက်ထက်တာမျိုးတွေဘာမျိုးတွေကနည်းနည်းတော့ရှားရတယ်ကွာအဲ ပါတနာတွေတယောက်ပြီးတယောက်ပြောင်းတာမျိုးဒါမှမဟုတ်လက်တယောက်တည်းကိုပဲ monogamously လက်ထပ်ထားတာမျိုးရှိလို့ရှိရင်လည်းတခြားပေါ့နော်ဟာမျိုးတွေကို option တွေကို explore လုပ်ရတာပေါ့နော်အဲ့လိုမျိုးတွေရှိတတ်တယ်ပေါ့နော်ဒီ Jackie Chan ရဲ့ case မှာဆိုလို့ရှိရင်လည်းမဆူစောနာရှာကြည့်လိုက်တာပေါ့နော် Jackie Chan ရဲ့ love life ကဘယ်လိုရှိမလဲဆိုတော့သူသူ့မှာတော့လက်ထပ်ထားတဲ့သူကတော့တယောက်ပဲရှိသူ့ရဲ့ main မှာပေါ့နော်အာနှစ်ပေါင်း၁၀စုနှစ်တွေတော့တော်တော်တော့ကြာပါပြီဒါပေမဲ့တခြားဘယ်လိုပြောမလဲ ဂျက်ကီချမ်းဘက်ကဒီ infidelity ပေါ့နော်တခြားသူတွေနဲ့နည်းနည်းဖောက်ပြန်မှုဘာညာလေးတွေနည်းနည်းပါပါရှိရဲဆိုတာလေးတွေလည်းမစူဖတ်ခဲ့ရတယ်ပေါ့နော်အဲ့တော့ဒီအပိုလိုသမားတွေကအဲ့တိုင်းပဲသူတို့ကအဲ့လိုမျိုးအချက်ရင်းနဲ့ပတ်သက်လာလို့ရှင်လဲတယောက်ဆိုတယောက်တည်းအဲနဲ့အကြ ాయి သွားတာမျိုးကရှားတယ်ပေါ့နော်အမြဲတမ်းသူတို့ရဲ့ type ကွာ ဟို variety ပေါ့နော် versatility ကိုအမြဲတမ်းတစ်ခုပြီးတစ်ခုပြောင်းနေရတစ်ခုပြီးတစ်ခုစွန့်စားနေရတစ်ခုပြီးတစ်ခုတက်မလားမြန်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 လုံနေရအဲ့လိုမျိုးကိုဟိုအဲ့လိုအဲ့လိုလုပ်တဲ့တမားတွေဆိုတော့ အခြေရင်းမှာလည်းအဲ့တိုင်းပဲပေါ့နော်အကယ်၍သာသူတို့ရဲ့ဘဝကဒီလိုမျိုးဒီ exciting ဖြစ်တဲ့ event တွေ exciting ဖြစ်တဲ့ opportunities တွေမလာဘူးဒီတိုင်းကြီးပဲအိမ်မာကြီးပဲနေရမယ်ဆိုလို့ရှိရင်လည်းဒီဒီလိုမျိုးအပိုလိုသမားတွေကလीအိမ်မာလည်းသူတို့ကအငြိမ်မနေဘူးအာဒီ furniture တွေကိုဟိုပြောင်းဒီပြောင်းနေလောက်တာမျိုးအာဟိုသွားလိုက်ဒီသွားလိုက်ပေါ့နော်ဒီသူတို့ရဲ့ energy က restless ဖြစ်တဲ့ energy တွေမှာပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဘာရှိအောင်မလဲဆိုတော့ ဒါကတော့အပိုလိုပေါ့နော်အပိုလိုအကြောင်းပြောရမယ်ဆိုလို့ရှင်တော့အများကြီးပဲမမစုတိတဲ့ထပ်တိတဲ့ဟာကြီးတော့အများကြီးပဲထပ်ရှိသေးတယ်ပေါ့နော်ဒါပေမဲ့ဒီဥစ္စာတွေကတော့အဲဂျက်ကီချန်နဲ့ဟိုဘယ်လိုပြောမလဲထပ်တူကြတဲ့အရာတွေမစုပြောခဲ့လိုက်တာပေါ့နော်နောက်တစ်ခါကျတော့ဒီမှာလေ mercury line လေးပါတယ်တွေ့လားမသိဘူး mercury line လေးပါတာလည်းကောင်းတယ်သူကကျတော့ business ဘိုင်းမှာလည်းကောင်းတယ် communication ဘိုင်းမှာလည်းကောင်းတယ်ပေါ့နော် နောက်တစ်ခုကကြတော့သူရဲ့အဓိကမေဂျာ line 3ခု life line ရယ် heart line ရယ် love line ရယ်ပေါ့နော်မဆူဆွဲရတာကောက်ကောက်ကွကွီးလေးဖြစ်သွားပြီဒီအဓိက line 3ခုပေါ့နော်ဒီမှာအလုံးကြီးလိုက်ရင်သိပါတယ်ဒီ3ခုစလုံးမှာကလေလုံးဝအပြစ်အနာစာမရှိဘူး ဖြောင်းဖြောင်းတန်းတန်းနဲ့မှထင်ထင်ရှားရှားရှိတယ်ပေါ့နော်အမဆူလို့ဆိုလို့ရှိရင် love line မှာဆိုလို့ရှိရင်ဒီကြက်ချေကက်တွေရှိတာမျိုးတို့ကျွန်းကြီးတွေရှိတာမျိုးတို့အဲ့လိုမျိုးဆိုရင်မကောင်းသူကကြတော့အကုန်လုံးကိုအဆင်ပြေပြေနဲ့ကောင်းကောင်းမွန်မွန်ပဲရှိတယ်နောက်တစ်ခုကကြတော့ဒီဟိုပါပေါ့နော်အာ head line ပေါ့နော်ဦးကောင် line နဲ့အာအသက်လမ်းကြောင်းနဲ့စုံနဲ့ဒီနေရာလေးပေါ့နော်ဒီနေရာလေးမှာဆိုလို့ရှိရင်လည်း လူအများစုကအဲ့ဒီစုံတဲ့နေရာမှာကြတော့ဒီလိုမျိုး crick crossing line တွေများကြတယ်ပေါ့နော်။သူကကြတော့အဲ့လိုအဲ့အဲ့နေရာမှာတော့သူက ic ပဲဆိုတော့သူ့ရဲ့ childhood ကသူ့ရဲ့ငယ်ဘဝကကြတော့ဟိုဘယ်လိုပြောမလဲလုံလုံဂျုံဂျုံနဲ့အတိုင်းအဝိုင်းကောင်းကောင်းမှာအဲ safe ဖြစ်ဖြစ်နဲ့ကြီးပြင်းလာရတဲ့သူဖြစ်တယ်ပေါ့နော်။နောက်တစ်ခုကကြတော့မဆူလို့ဘာတွေ့နိုင်လဲဆိုတော့သူ့မှာမပါတာဘာလဲဆိုတော့ satan line ်စေတန်လိုင်းလုံးဝမပါဘူးစေတန်လိုင်းကို fake line လို့လည်းပြောလို့ရတယ်အာပါလဲညမာလို့ဆိုရင်ပါပါလေကံလန်းချောင်းပေါ့နော်ကံလန်းချောင်းလုံးဝမပါဘူးကံလန်းချောင်းမပါတဲ့သူတွေကလေသူတို့ရဲ့ career မှာ သူတို့ရဲ့အလုပ်ကိုင်မှာဆိုလို့ရှိရင်သူတို့ဟာသူတို့လမ်းဖောက်ပြီးတော့မှသွားရတဲ့သူတွေဖြစ်တယ်ကွာနောက်တစ်ခုကဆောနာမဆုပြောတဲ့အတိုင်းဒီဥစ္စာကအပိုလို line မှာက အပိုလိုလိုင်းတော်ဖြစ်တယ်အပိုလိုရဲ့ influence ကအရင်ကောင်းသွားတဲ့အတွက်ကြောင့်မလို့စေတန်လိုင်းမပါတာပိုကောင်းသွားတယ်ကွာအဲ့တော့သူကဒီလက်သက်ကြွယ်ရှည်တဲ့ဘယ်လိုပြောမလဲအပိုလိုကနေပြီးတော့ရရှိတဲ့ effect တွေအကုန်လုံးသူပြည့်ပြည့်ဝဝရတယ်ပေါ့နော်စေတန်လိုင်းသာပါသွားမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ career ကလုံးဝကွာဖြောင်းဖြောင်းတန်းတန်းနဲ့ဒီဘယ်လိုပြောမလဲ ီရုပ်ရှင်မင်းသားပေါ့နော်ဒီရုပ်ရှင်မင်းသားရဲ့ career မှာလမ်းခင်းထားလမ်းခင်းပေးထားတဲ့လိုမျိုးဖြောင်းဖြောင်းတန်းတန်းနဲ့သွားမှာပေါ့နော်အခုဒီမှာကျတော့မဆူကသူ့ရဲ့ career ကိုမဆူစောနာဖတ်လိုက်တာကျတော့သူကဆက်ဆချင်းဝင်တာက stand မင်းသားပေါ့နော် stand မင်းသားနေပြီးတော့မှအဲ့လို stand နေထွင်ပြီးတော့မှလုံရင်းလုံရင်းနဲ့မှဒီဘက်ကိုကားရိုက်တဲ့ဘက်ကိုပြောင်းလာတာကားရိုက်တဲ့ဘက်ကိုဒီအဲဇကားတွေအောင်မြင်လာခဲ့တဲ့ခါကျတော့ hollywood ကပါသူ့ကိုအတိအမှတ်ပြုလာအောင်နောက်ကြတော့ Hollywood မှာပါသူကနေပြီးတော့ဒီ international ဟို action မင်းသားအနေနဲ့ဖြစ်သွားတာပေါ့နော်အဲ့တော့သူ့ရဲ့ဥစ္စာကဒီဥစ္စာရောငါငါအခု stamp လုပ်နေပြီငါတနေ့ကြရင်တော့ငါ Hollywood မှာမင်းသားဖြစ်အောင်လုပ်မယ်ဆိုတဲ့အကြံဉာဏ်သူ့မှာမရှိဘူးသူကတော့သူသူ stamp နေလောက်ရတာအတိုင်းနေချနေရတာသူကတော့သူပျော်နေရကွာသူ့ရဲ့ဘဝဟိုအရင်ကအဲ့လိုမျိုးပျော်နေရပျော်နေပျော်ရင်ပျော်ရင်နေမှာအဲ့လိုလုံရင်လုံရင်နေမှာအဲ့ရဲ့ဘက်ကို ငိုတဲ့ဟိုဟာသူ့ရဲ့ကံရဲ့အထောက်ပံ့ပေါ့နော်ဒီအပိုလိုလမ်းကြောင်းပါတဲ့သူတွေကကံကောင်းတဲ့ဥစ္စာရှိရတဲ့အတွက်ကြောင့်မလို့လုံရင်းလုံရင်းနဲ့လုံးဝအခက်ခဲတားဆီးမရှိဘဲနဲ့ဟိုဘလို့ပြောမလဲအောင်မြင်သွားတဲ့ပုံစံပေါ့နော်သူ့ရဲ့သူ့ရဲ့အဆဆချင်းမှာတော့ရီမှန်ချက်ကြီးကြီးမားမားမရှိဘူးကွာလုံရင်းလုံရင်းနဲ့မှအဲ့လိုမျိုးတကယ်ကိုမှလုံးဝအောင်မြင်သွားတဲ့အထက်မှာပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီမှာကြတော့ဒီဒီဟာလေးပေါ့နော် မာကျူရီလိုင်းမာဒီလိုကောက်ကောက်လေးရှိတယ်အဲ့ဒီဥစ္စာကတိတ်တော့မကောင်းဘောเนาะဒီဥစ္စာကအသေးတို့ဗာလဲအသေးနဲ့ဆိုင်နာဖြစ်နိုင်တယ်သို့မဟုတ်ဗာလဲဟိုဟာအစာကြီးလမ်းကြောင်းဗောเนาะဒီ digestive digestive system နဲ့ပတ်သက်ပြီးတော့ issue တွေပါတယ်ရှိနိုင်တယ်ဗောเนาะနောက်တစ်ခုကကြောင့်ဒီမှာလိုမျိုးကျွန်းလိုမျိုးလေးလည်းပါတယ်ဒီဥစ္စာကအမှန်တော့ပြောမယ်ဆိုလို့ရှင်တော့ mercury line ပဲ mercury line ကဒီမျိုးတက်တက်လေးဒီလိုမျိုးလေးဆိုလို့ရှင်တော့အရန်ကောင်းတယ်အကောင်းဆုံးပဲပေါ့နော်ဒါပေမဲ့ mercury line က ကောက်ကောက်ကလေးဖြစ်နေတာတို့လိုမျိုးအမ်လေကားတစ်တေတို့မျိုးတွေဖြစ်နေတာတို့ဆိုလို့ရှင်တော့မကောင်းပေါ့နော်ဒီလိုအသေးယောဂါတို့ digestive တို့နဲ့ပတ်သက်ပြီးတော့တော့သတိထားမယ်ပေါ့အန်ရယ်ပေးလောက်အောင်တော့မဟုတ်ဘူးဒါပေမဲ့သတိထားမယ်ထဲမှာတော့ပါတယ်ပေါ့နော်နောက်တစ်ခုကပါရှိရောမလဲနောက်တစ်ခုကကျတော့မဆူတော့ phalanges လေးတွေကြည့်မယ်ပေါ့နော် phalanges ဆိုတာမြန်မာလို့ဆိုရင်ပါအစစ်ပေါ့နော်လက်စစ်လားပါလေဒီဒီဟာလေးဆိုရင်ပထမအဦးဆုံးအစစ်ဒါဆိုရင်ဒုတိယအစစ် ဒါဆိုရင်တတိယအစ်စ်ပေါ့နော်ပထမဦးဆုံးအစ်စ်ကပါကိုစားပြုလဲဆိုတော့ mental ပေါ့စိတ်ပိုင်းဆိုင်ရာကိုစားပြုတယ်ပထမဦးဆုံးအစ်စ်ကြီးတဲ့သူတွေပေါ့ရှည်တဲ့သူတွေဆိုလို့ရှိရင် mental ပိုင်းပေါ့နော်စိတ်အုံနောက်ပိုင်းဒါမှမဟုတ်ဒီလိုမျိုးဒီအသိပညာပိုင်းဘက်ကိုသူတို့ကပို့ပြီးတော့မှအာသတ်နေအလယ်စစ်ဆိုလို့ရှိရင် physical ပေါ့နော် sorry physical မဟုတ် practical practical ဘိုင်းအောင်အားတာတယ်ဒါပေမဲ့အခုက ဟိုဟာဆိုတော့ Jackie Chan ကကြတော့ဒီမှာကြည်လိုက်ဘယ်အစ်စ်ကအရှိဆုံးလဲဒီအစ်စ်လာဒီအစ်စ်လာမဆုထင်တာတော့အောက်ဆုံးအစ်စ်ပေါ့နော်ဒီ practical ဘက်မှာအစ်စ်ကအရှိဆုံးဖြစ်တယ်ဒီ practical အစ်စ်ဒီအောက်ဆုံးအစ်စ်ကရှိတဲ့သူတွေရာဆိုလို့ရှိရင်သူတို့ကဘဝကိုနေတာကလေအရန်ကြီး philosophical ကြက်ကြက်နေရတော့မဟုတ်ဘူးကွာကောင်းကောင်းနေမယ်ကောင်းကောင်းစားမယ်အအလားအပါတွေကိုဘယ်လိုပြောမလဲ enjoy လုပ်မယ် luxury တွေကိုအဇင်ခံမယ်အဲ့လိုပုံစံမျိုးနဲ့နေတာများတယ်ပေါ့နော်ဒီလိုမျိုးအပထမဆုံးအစစ်ရှိတဲ့သူတွေဆိုလို့ရှိရင်တော့အာဘလို့အသိပညာတွေစုဆန်းရှာဖွေမယ် spiritual ဖြစ်တယ်ပါညာပေါ့เนาะဒါပေမဲ့အောက်ဆုံးအစစ်ရှိတဲ့သူတွေကကျတော့ဒီ physical ဘိုင်းမှာဒီ ဒီ materials နဲ့ပတ်သက်တဲ့ဥစ္စာတွေဘိုင်းမှာသူတို့ကပို့ပြီးတော့မှအာတာတဲ့ဘက်ကိုရောက်သွားတယ်ပေါ့နော်အမ် okay နောက်ထပ်ပါရှိအောင်မလဲပါဠိတွေထပ်ကြည့်လို့ရမလဲဆိုတော့ပြောရမယ်ဆိုလို့ရှိရင်တော့ तू ကအားလုံးတွေ့တဲ့အတိုင်းပဲအာဒီဟာပေါ့နော် hard line ပေါ့ hard line ကလည်း ခတ်တူတူလေးပဲရှိရလဲမဟုတ်ဘူးပုံမှန်ပဲအဖြတ်အတောက်မရှိလိုမျိုးပုံမှန်လေးကိုမှဒီလက်ညိုးဘက်လေးရောင်လာသွားတယ်ဆိုတော့ तू ကနှလုံးသားရေးရနဲ့ပတ်သက်လာလို့ရှိရင် emotion နဲ့ပတ်သက်လာလို့ရှိရင်အများအား balance ဖြစ်တယ်ပြီးတော့သူ့ရဲ့ love life မှာသူ့ရဲ့ marriage life မှာအာဘယ်လိုပြောမလဲဟိုအခက်အခဲအတားအဆီးတွေစိတ်ပင်ပန်းစရာတွေပူဆွေးတော့ကရောက်စရာတွေလုံးဝမရှိဘူးပြောရမယ်ဆိုလို့ရှိရင် Jackie Chan ဘဝမှာလीအ ူဟာသူသာစွန်စားမှုတွေလုံးလို့ကွာသူဟာသူတွေဆေးရုံတွေပါအတက်ရတာရှိမယ်ဒါပေမဲ့ကြည့်လိုက်သူ့ရဲ့လက်ဖွားမှာလေ negative ဖြစ်တဲ့အရာတွေတိတ်မတွေ့ရအောင်ကွာသိရမလားဒီဟာလေးကတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မတော့ negative တော့နည်းနည်းတော့ဖြစ်တယ်ဒါပေမဲ့တခြားအရာတွေမှာအသက်လမ်းကြောင်းမှာကောဥကောင်းလမ်းကြောင်းမှာကောနှလုံးနှလုံးလမ်းကြောင်းမှာဘာမှ အဖြတ်အဖြတ်လမ်းကြောင်းတွေကျွန်းနေမတွေ့ရဘူးပေါ့เนาะသူ့ရဲ့စိတ်ကအများတန်းရှင်းတယ်အများတန်း positive ဖြစ်တယ်အများတန်းကိုမှအာဘယ်လိုပြောမလဲစိတ်ညစ်တဲ့အရာတွေဆိုလို့ရှင်ခဏပဲသူတို့ကဒေါသမကြီးဘူးဆိုတော့ကြီးတယ်ဒေါသရှိတယ်ဒါပေမဲ့ဒေါသကိုပြောစရာရှိတာပြောလိုက်ပြီးသွားရင်ချက်ချင်းပြီးသွားတော့အဲ့ကိစ္စအဲ့ဒီအဟာနဲ့ပတ်သက်ပြီးတော့မှ romanize လုပ်နေရတည်မလားဟာဒါအယူပဲစိတ်ထဲမှာဒီ trauma အယူတင်းထားတာမျိုးမရှိဘူးပေါ့เนาะအများတန်း ကောင်းတဲ့အရာတွေကြီးပဲသူတို့ကအမြဲတမ်း attract ဖြစ်နေရဲပေါ့နော်နောက်တစ်ခုမဆူဖတ်ရတာကဘာလဲဆိုတော့ဒီ apollo ပေါ့နော် apollo ကျတော့ sand လို့လည်းပြောတယ် sand ဆိုတာနေမင်းကြီးပေါ့နော်သူတို့ကနေမင်းဆိုတဲ့အတိုင်းပဲအလင်းရောင်ပေးတယ်ပေါ့နော်လူတွေကြားတဲ့သွားလို့ရှိရင်အမြဲတမ်းထင်းနေတယ်လူတွေကြားထဲမှာဆိုလို့ရှိရင်ဘယ်လိုပြောမလဲ attract attractive ဖြစ်တယ်ပေါ့နော်အဲအဲ့လိုမျိုးရှိတယ်ပြီးတော့ဟိုကံကောင်းခြင်းတွေကိုယူဆောင်လာတဲ့သူမျိုးတွေလည်းဖြစ်တယ်ပေါ့နော် မဆူဟိုမဆူရဒီဂျက်ကီချန်ကိုတိတာဟိုငငယ်လေးတွေကခလေးဘွားတွေရပေါ့နော်သူ့ကြည့်လိုက်လို့ရှင်အများနဲ့ပျော်မြူးအာတကြွနေရပဲပေါ့နော်အဲ့ဒါဒီအကုန်လုံးကကျတော့ဒီအပိုလိုရဲ့ trade တွေကြီးပဲသူတို့အပိုလိုမှာကျတော့ serious ကြီးထားပြီးတော့မှအာတိရမလားအားကြုံမတက်ကြီးနဲ့စ조사နေရမျိုးမရှိဘူးပေါ့ပပပျော့ပပနဲ့ဘဝအောင်လေဖြတ်တန်းနဲ့ပုံစံပဲပုံပုံစံပဲတွားတာပေါ့နော်အဲ့တော့အဲ အဲ့တော့အခုလိုမျိုးကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် Have a good day and see you in the next video เนาะ no? bye bye